မသေးခြင်းရင်အသက်ရှူပါလို့အမိပေးထားတဲ့တရားတပုံနဲ့ဓမ္မဒါနတရားအလှူပေးလို့မှဖြစ်ပါတယ်။လောကမှာသေခြင်းနဲ့လူရဲ့လူတယောက်မှမရှိပါဘူး။တခါတရံစိတ်ညစ်တဲ့အခါစိတ်ဖိစီးမှုလွန်ခဲ့တဲ့အခါမျိုးတွေမှာငါသေသွားရင်ကောင်းမှာပဲ။ငါမြင်မြန်သေသွားရင်အေးမယ်လို့ပြောတတ်ကြပါတယ်။စကားဖြစ်နေတာပြောတော့ပါတကယ်မသေခြင်းကြပါဘူး။တကယ်မသေခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဘရောမမသိနိုင်တဲ့နေရာ ရှိပါတယ်ဘယ်တော့မှမသိနိုင်တဲ့နေရာကတော့နိဗ္ဗာန်ပါပဲနိဗ္ဗာန်ကို ပါဠိလိုခေါ်တဲ့စကားလုံးนี่အများကြီးရှိတဲ့ထဲကတလုံးကတော့အမတ္တလို့ခေါ်ပါတယ်အမတ္တကိုပဲအရာထဲမှာတော့အမတ္တအမတ္တနဲ့ပြောကြတာပေါ့မတ္တဆိုတာသေးတာအဆိုတာကမရှိမဟုတ်အဲ့တော့အမတ္တဆိုတော့မသေးတာမသေးခြင်းသဘောမသေးတတ်တဲ့သဘောမသေးရသဘောကိုအမတ္တနိဗ္ဗာန်လို့ခေါ်ပါတယ် ယဟနာဖြစ်နေပြိဋိဘံဆံသွားလို့တဏိပြောနေယဟနာဖြစ်ပြီးလို့သေသွားလို့နိဗ္ဗာန်ချမ်းသာကိုအပြီးတိုင်းမျက်မှောက်ပြုသွားပြီဆိုရင်ဘရောမှမသေးတော့ဘူးယုတ်တရားနန္တရားတွေမရှိတဲ့အတွက်သိခြင်းတရားဆိုတာလည်းမရှိတော့ဘူးပေါ့ယုတ်တရားနန္တရားတွေမရှိလို့ချမ်းသာဆိုတာရှိမှရှိပါမလားလို့တွေးစရာမလိုယုတ်တရားနန္တရားတွေမရှိပြီမေအငြိမ့်တဲ့ချမ်းသာအေးတဲ့ချမ်းသာကတော့ရှိပါတယ်ယုတ်တရားနန္တရားတွေဟာဆင်းရဲဒုက္ခတွေ ပတ်လေဝိုင်းနေတယ်ဆိုတာရေယုတ်တရားနန္တရားတွေရဲ့လမ်းဆုံးပန်းတိုင်ဟာသိခြင်းတရားဖြစ်တယ်ဆိုတာရေကိုလေးလေးနက်နက်သဘောပေါက်မယ်ဆိုရင်ယုတ်တရားနန္တရားမရှိတဲ့ချမ်းသာအသိလွတ်ချမ်းသာဟာအမတန်လူချင်းစရာကောင်းတယ်အမတန်ရသင့်ရတတ်တဲ့ချမ်းသာတစ်ခုဖြစ်တယ်ဆိုတာသဘောပေါက်ပါလိမ့်မယ်အဲ့တော့ဘရောမမသိခြင်းရတော့နိဗ္ဗာန်ကိုအပိတိုင် မျက်မှောက်ပြုမှာပဲဖြစ်မယ်ဘရောမမသိနိုင်တဲ့ဘရောမမသိရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင် အသက်ရှူရမယ်မသေးခြင်းရင်အသက်ရှူပါမသေးခြင်းရင်ဆိုတာကဘယ်တော့မှ မသေးတဲ့ဓာတ်ကိုရခြင်းရင်ဘယ်တော့မှမသေးတော့တဲ့အဖြစ်မျိုးကိုရောက်ခြင်းရင်ဘယ်တော့မှမသေးတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်လို့ဆိုလိုပါတယ်မသေးခြင်းရင် အသက်ရှူပါလို့ပြောလိုက်တော့မသေးလို့ပဲအသက်ရှူနေတာပေါ့အသက်ရှူနေလို့ပဲမသေးတာပေါ့လို့မေးစရာရှိတယ်သူ့အလိုအလျောက်မသေးရင်အသက်ရှူနေတာမသေးအောင်အသက်ရှူနေတာကိုဆိုလိုတာမဟုတ်ဘူး ခန္ဓာကိုယ်ရဲ့သဘာဝတိုင်းသူ့အလိုလျောက်အသက်ရှူနေတဲ့ရှူနေမျိုးနဲ့အသက်ရှူပါလို့ဆိုလိုတာမဟုတ်ပါဘူးတမင်အားထုတ်ပြီးတော့ကြောင်ညာဆိုင်ပြီးတော့အသက်ရှူပါလို့ဆိုလိုတာတတိညာလေးနဲ့အသက်ရှူပါအမှတ်တတိလေးနဲ့အသက်ရှူပါကုသိုလ်စိတ်လေးနဲ့အသက်ရှူပါလို့ဆိုလိုပါတယ်လူချင်းတူပေမဲ့အသက်ရှူခြင်း꽌တယ်ဆိုတဲ့စကားကိုအားလုံးကြားဘူးကြပါတယ်အသက်ရှူခြင်း꽌တယ်ဆိုတာကအကုသိုလ်စိတ်နဲ့အသက်ရှူတဲ့သူရဲ့ကုသိုလ်စိတ်နဲ့အသက်ရှူတဲ့သူရဲ့ဒါအသက်ရှူခြင်း꽌သွားတာပေါ့ တတိညာနဲ့အသက်ရှူတဲ့လူရဲ့တတိညာမပါဘဲနဲ့အသက်ရှူတဲ့လူရဲ့ဒါလည်းအသက်ရှူခြင်းကွဲတယ်လို့ခေါ်တာပဲအမတ်တတိနဲ့အသက်ရှူတဲ့သူရဲ့အမတ်တတိမပါဘဲအသက်ရှူတဲ့သူရဲ့ဒါလည်းအသက်ရှူခြင်းကွဲတာပါပဲအဲ့တော့မသိခြင်းအသက်ရှူပါဘရောမမသိတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်အသက်ရှူပါဆိုတာတတိညာလေးနဲ့အသက်ရှူပါအမတ်တတိလေးနဲ့အသက်ရှူပါဒါကြတော့ဝိပဿနာသဘောပြောတာပေါ့ဝိပဿနာမဟုတ်တဲ့တခြားကုသိုလ်တွေနေနဲ့ကြည့်မယ်ဆိုရင်လေကုသိုလ်စိတ်နဲ့အသက်ရှူပါ ဒါနာကောင်းမှုပြုနေရင်လည်းပဲအသက်ကရှူနေတာပဲဒါဆိုရင်ဒါနာကုသိုလ်စိတ်နဲ့အသက်ရှူနေတာပေါ့အဲ့ဒီဒါနာကုသိုလ်ဟာမသေးတဲ့နေဘံကိုမျက်မှောက်ပြုဖို့အတွက်အထောက်ပံ့ဖြစ်ပါစေလို့အာယုံပြုထားမယ်စိတ်ညွတ်ထားမယ်နှုတ်ကလည်းမျက်စုမယ်ဆိုရင်အဲ့ဒီဒါနာကုသိုလ်စိတ်နဲ့အသက်ရှူနေတာဟာမသေးတဲ့နေဘံကိုရောက်ချင်းရဲ့အကြောင်းတရားပဲဒါကြောင့်ဒါနာကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်သီလကုသိုလ်စိတ်နဲ့အသက်ရှူရမယ်ဝေယဝဆကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်တရားနာတဲ့ဓမ္မတော်နာကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ် တရားဟောတဲ့တရားစကားလေးတွေပြောပြတဲ့ဓမ္မဒေသနာကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်စသည်အားဖြင့်ပေါ့ဝိပဿနာမှာတပါးသောကုသိုလ်ကောင်းမှုတွေပြုနေရင်းနဲ့လည်းကုသိုလ်စိတ်နဲ့အသက်ရှူရမယ်ဒါမသိခြင်းအသက်ရှူပါဆိုတဲ့စကားထဲမှာဝိပဿနာမှာတပါးသောတတိပဌံဘာဝနာမှာတပါးသောတခြားကုသိုလ်စိတ်နဲ့အသက်ရှူပါဆိုတဲ့အဓိပ္ပာယ်လည်းပါတယ်နော်ပြီးတော့အမှတ်တတိလေးနဲ့လည်းအသက်ရှူရမယ်အဲ့ဒါကိုပဲအများနာလေးလောင်ပြောမယ်ဆိုတော့တတိထားပြီးအသက်ရှူရမယ် မသိခြင်းအသက်ရှူပါဆိုတာလူရင်းကတော့အာနာပါနကမ္မထာအထုပါလို့ပြောချင်တာပါပဲအာနာပါနကမ္မထာအထုပါလို့ပြောလိုက်ရင်ကိုယ်နဲ့မဆိုင်တယ်လို့အလံဝေးတယ်လို့ထင်နေလိမ့်မယ်အာနာပါနအာနာဆိုတာဝင်လေအပါနာဆိုတာထွက်လေအဲ့တော့ဝင်လေထွက်လေဝင်တိုင်းထွက်တိုင်းကိုသတိလေးထားပြီးရှူရမယ်ဝင်လေလေးဝင်သွားလို့ရှိရင်လည်းနှာသီးဝါးလေးမှထိပြီးတော့ဝင်သွားတယ်ထွက်လေလေးထွက်သွားတဲ့အခါမှာလည်းနှာသီးဝါးလေးမှထိပြီးတော့ထွက်သွားတယ် တချို့တော့လည်းနှာသီးဝပေါ့အများစုကတော့နှာသီးဝလေးမှာထိပြီးတော့ဝင်သွားထွက်သွားတယ်တချို့ကလည်းပဲနှုတ်ခမ်းအထက်အထက်နှုတ်ခမ်းပြားလေးကိုထိပြီးတော့ဝင်သွားထွက်သွားတယ်တယောက်နဲ့တယောက်မတူဘူးပေါ့အဲ့တော့လင်းလေးဝင်သွားထွက်သွားထိသွားတဲ့နေရာလေးမှာပဲစိတ်ကလေးကိုကတ်ထားရမယ်တချို့ကလည်းပြောကြတာပေါ့လေအာနာပါနာဆိုတာကသမထကြီးပဲဝိပဿနာမှမဟုတ်တာအာနာပါနာအထုံနေလို့ဘယ်လိုလိုနေပိုင်ရောက်မှာတုန်းလို့ပြောကြတယ်ဒါမသိနားမလဲလို့ပြောကြတာပါအာနာပါနာဟာသမထ ဝိပဿနာဆွဲဆောင်ရတဲ့ကမ္မဋ္ဌာန်းကြီးဖြစ်ပါတယ်။လေချောင်းနောက်ကိုလိုက်ပြီးတော့ပုံသဏ္ဍာန်နမိတ်အရေးအယောင်ဒီကိုရှုမဲ့ဆိုရင်တော့တမထကမ္မဋ္ဌာန်းဖြစ်ပါတယ်။လေချောင်းနောက်ကိုမလိုက်ဘဲနဲ့အသီးဝါလေထိတဲ့တဏှာထဲမှာပဲစိတ်ကိုကတ်ထားပြီးတော့ထိမှုသဘောတူးမှုသဘောလှုပ်ရှားမှုသဘောပူးမှုသဘောအေးမှုသဘောတိမှုသဘောသဘောလေးတသက်ကိုရှုနေမယ်ဆိုရင်တော့ဝိပဿနာကမ္မဋ္ဌာန်းဖြစ်ပါတယ်။အဲ့တော့နာသီဝလေးတတိကံပြီးတော့ထိမှုသဘောလေးကိုသိချာသိအောင် ကြည့်ပြီးတော့အသက်ရှူနေမယ်ဆိုရင်ဝိပဿနာနဲ့အသက်ရှူနေတာပေါ့ဝိပဿနာဆိုတာကတော့ဖြစ်ဖြစ်မြင်မှရတာပေါ့လေဒါပေမဲ့ထိမှုသဘောသိမှုသဘောကမှမသိဘဲနဲ့လေယုံနာဖြစ်ဖြစ်ကိုမြင်တဲ့ဉာဏ်ကိုကြော်သွားလို့မရဘူးအဲ့တော့ဝိပဿနာသတိလေးနဲ့အသက်ရှူမယ်ဆိုရင်နာသီဝလေးလေးတိုးတဲ့ထိတဲ့နေရာလေးမှာအဖျားတစ်ထောက်စာနေရာလေးပေါ့ဒါတင်စားပြီးတော့ပြောတာတကယ်အဖျားတစ်ထောက်စာတော့မကောင်းဘူးပေါ့အဲ့တော့လေးလေးဝင်တော့ထိသွားတယ်ထိတဲ့နေရာလေးမှာပဲစိတ်ကိုကပ်လိုက်ပြီးတော့ထိမှုသဘောလေးကိုသိနေတယ် ကိုယ်အတွင်းပဲဝမ်းပိုက်တဲ့ထိစိတ်ကိုလိုက်မသွားနဲ့လိုက်သွားလို့ရှိရင်အတွင်းပြန့်လွင့်မှုဖြစ်သွားတယ်။လေထွက်သွားလို့ရှိရင်နာသီဝလေးမှထိပြီးတော့ထွက်သွားတယ်။ထိတဲ့နေရာမှာပဲစိတ်ကိုထားပါ။အပြင်လေဟာနဲ့ထိလေရောင်းဆုံးတဲ့ထိစိတ်ကိုလိုက်စိတ်ကလိုက်မသွားနဲ့လိုက်သွားလို့ရှိရင်အပြင်ပြန့်လွင့်မှုဖြစ်ပါတယ်။ထိတဲ့နေရာတနေရာထဲမှာပဲစိတ်ကလေးကတ်ထားရမယ်၊တတိလေးကတ်ထားရမယ်၊ဉာဏ်လေးကတ်ထားရမယ်။ဒါဆိုရင်တတိသမထိဉာဏ်တဖြည်းဖြည်းအားကောင်းလာတာနဲ့အမျှရုပ်သဘောနဲ့သဘောတွေသိလာမှာပဲ။ ပထမတော့နှစ်နာသီဝဆိုတဲ့ပညာကလေးနှာခေါင်းဆိုတဲ့ပညာလေးနှာခမ်းဖြားဆိုတဲ့ပညာကလေးလေဆိုတဲ့ပညာကလေးငါရှူနေတယ်ဆိုတဲ့ပညာကလေးငါရှိုက်နေတယ်ဆိုတဲ့ပညာလေးငါမှတ်နေတယ်ဆိုတဲ့ပညာလေးတွေလည်းရှိနေသေးတာပေါ့ထင်ရှားနေသေးတာပေါ့တတိသမารိညာအာကောင်းသွားပြီထိမှုတစ်ခုတည်းကိုပဲတည်တည်ချာချာစူးစူးစက်သိမ့်နဲ့ရှုမှတ်သွားပြီဆိုရင်ညာအာကောင်းလာတဲ့အခါမှာထိမှုသဘောနဲ့တိမှုသဘောသဘောလေးနှစ်မျိုးပဲထင်ရှားလာလိမ့်မယ်ထိမှုဆိုတာ တခုခုနမူနာပြောတာပေါ့တချို့တော့လေထိတာကိုအရင်ပြလိုက်လို့ရှိရင်ပူတာအီးတာထင်ရှားတာလည်းရှိမယ်နွေးတာထင်ရှားတာရှိမယ်မာတဲ့သဘောပြောတဲ့သဘောထင်ရှားတာရှိမယ်စသည်အားဖြင့်သဘောတွေကတော့အမျိုးမျိုးရှိတာပေါ့အဲ့တော့ထိတာလေးနဲ့သိတာလေးနဲ့အစုံလိုက်တာလေးသိနေမှာစဉ်ထိတာကယုတ်တရားသိတာကနန္တရားထိတာလေးကလည်းတတိပိတတိဖြစ်ပြသိတာလေးကလည်းတတိပိတတိဖြစ်ပြဖြစ်လိုက်ပြလိုက်နေမလို့မမြဲတဲ့အနေအဆဖြစ်ချင်းဖြစ်ချင်းရဲ့နှိမ့်ဆက်မှုတန်ခံရလို့မကောင်းတဲ့ဒုက္ခ ဖြစ်တာကိုမပြအောင်ပြတာကိုပြပြီးတဲ့နောက်လည်းထပ်မဖြစ်လာအောင်ဘလုံးမတားဆီးလို့မရလို့ကိုမပိုင်နဲ့အနတ္တာထိမှုသဘောနဲ့သိမှုသဘောကိုသိရင်ယုံနာကွဲသွားတာပေါ့ထိတာလေးရှိလို့လက်ထိမှန်းသိတဲ့နန္တရားလေးဖြစ်လာတယ်။ဝင်လေးရှူခြင်းနဲ့စိတ်လေးကြောင့်လည်းရှူတဲ့ဝင်လေးလေးဖြစ်လာတယ်။ထွက်လေးရှိုက်ထုတ်ခြင်းနဲ့စိတ်ကလေးကြောင့်လည်းထွက်လေးဆိုတဲ့ယုံတရားလေးဖြစ်လာတယ်။စသည်အားဖြင့်ယုံကြောင့်နံဖြစ်နံကြောင့်ယုံဖြစ်ဆိုတဲ့အကြောင်းကျိုးလေးလည်းသိလာမယ်။ယုံနာကွဲအကြောင်းကျိုးသိဖြစ်ပြမြင်လက္ခဏာထင်တဲ့ဉာဏ်နဲ့ အာကောင်းသွားပြီဆိုရင်မဉ္ဇဉ်ဘုရင်ဆိုက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်။ထိမှုသိမှုထိုနှစ်ခုတတိကြကြပြုဆိုတဲ့အတိုင်းပေါ့လေ။ထိမှုလေးတစ်ခုကိုတရားစူးစိုက်ကြည့်နေသိမှုတော့လေထင်ရှားလာမှာပါပဲ။ဒါကြောင့်မြတ်စွာဘုရားရှင်ကအာနာပါနလို့ခေါ်တဲ့ဝင်လေထွက်လေကိုရှုမှတ်ပွားများမယ်ဆိုရင်တတိပဌံ၄ပါးလုံးရှုမှတ်ပွားများမိသားဖြစ်ပါတယ်တဲ့။ထိမှုသဘောပူမှုသဘောအိမှုသဘောလေးတွေကိုသိနေတာကကာယ ानु ပัตနာပေါ့ကာယ ानु ပัตနာတတိပဋ္ဌာန်ပေါ့ဝိလိထွက်လေးကိုစောစောမြင်မြင်ရှုမှတ်လာပြီဆိုရင် စိတ်ထဲမှာငြိမ့်အေးတဲ့သဘောလေးတွေဝမ်းသာတဲ့သဘောလေးတွေနှစ်သက်တဲ့သဘောလေးတွေကြည်ညူးတဲ့သဘောလေးတွေပိဋိဒုက္ခသဘောလေးတွေထင်ရှားလာပါတယ်ဝင်လင်ထွက်လီရှုမှတ်လို့စိတ်ငြိမ့်ရတယ်စိတ်ဆင်းရဲတယ်ဆိုတာမရှိဘူးဟိုရှုမှတ်လိုက်ရလို့မကောင်းတဲ့အာယုံလေးတွေပေါ်လာတယ်ဆိုတာမရှိဘူးထိုင်နာကြလို့သာတင်မနာကျင်နာမယ်ဝင်လင်ထွက်လီဆိုတဲ့အာယုံလေးကြောင့်တော့ဖြင့် ိတ်ဆင်းရဲစရာစိတ်ညစ်စရာအဆိုးတွေကြုံနေဆိုတာမရှိပါဘူးဒုက္ခဝေဒနာတွေကြုံနေဆိုတာမရှိဘူးဒုက္ခဝေဒနာတွေပဲကြုံနေအဲ့ဒီနှစ်သက်ကြည်နှူးမှုလေးတွေဝမ်းမြောက်ငြိမ်းအေးမှုလေးတွေကိုနှစ်သက်တယ်နှစ်သက်တယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တယ်စသည်အားဖြင့်ရှုမှတ်နေဝေဒနာနုပဒနာရှုမှတ်ပေါ်များတယ်လို့ခေါ်ပါတယ်ဝိညာဉ်ထက်လေးရှုမှတ်လာလို့ရှိရင်စိတ်တွေကြည်လင်လာမယ်အေးချမ်းလာမယ်ကြည်လင်တဲ့စိတ်ကလေးကိုရှုနေမယ်အေးချမ်းတဲ့စိတ်ကလေးကိုရှုနေမယ်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်ကလေးကိုတတိတဲ့သိနေမယ်ဆိုရင်စိတ်ဓာတ်နုပဒနာတတိပဋ္ဌာန်ပေါ်များပြီးသားဖြစ်သွားတယ် ထိမှုဘူးမှုအေးမှုဆိုတဲ့ရုပ်တရားလေးတွေကလည်းဖြစ်လိုက် ပြက်လိုက်နှစ်သက်ကြည်နှူးမှုဝမ်းနောက်ငြိမ်းအေးမှုဆိုတဲ့ဝေဒနာလေးတွေကလည်းဖြစ်လိုက်ပြက်လိုက်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်လောဘဒေါသဆက်တဲ့ကိလေသာတွေကနေလွတ်မြောက်တဲ့စိတ်ကလေးကလည်းဖြစ်လိုက်ပြက်လိုက်အဲ့ဒီဖြစ်ချင်းပြက်ချင်းသဘောလေးဆိုတာကဓမ္မလို့ခေါ်တယ်အဲ့ဒီဖြစ်ချင်းပြက်ချင်းသဘောလေးကိုဆက်ကဆက်ကရှုမှတ်ပြီးသိနေမယ်ဆိုရင်ဓမ္မနုပဒနာသတိပဋ္ဌာန်ကိုပေါင်းများပြီးသားဖြစ်ပါတယ်အဲဒါကြောင့်ဝင်လေထွက်လေ တိုးတိုင်းထီတိုင်းတိုးမှုသဘောထီမှုသဘောလေးကိုသိနေုံနဲ့တတိပဏတရား၄ပါးလုံးကိုပေါင်းများပြီးသားဖြစ်သွားတယ်။ဝင်လင်ထွက်လေးဆိုတာကတင်မလင်ခွေခါဆက်မျက်စိမိတ်ပြီးတော့တရားထိုင်တဲ့အချိန်မျိုးမှာမှထင်ရှားရှိတာမဟုတ်ဘူး။တရားထိုင်တယ်လို့မထိုင်မနဲ့ရိုးရိုးထိုင်နေတဲ့အချိန်မှာလည်းထင်ရှားရှိတယ်။ဟောနေရင်လည်းရှိတယ်၊ရက်နေရင်လည်းရှိတယ်၊လျောင်းနေရင်လည်းရှိတယ်၊ဓမ္မစနေရင်လည်းရှိတယ်၊ရေချိုးနေရင်လည်းရှိတယ်စသဖြင့်ပေါ့။အဲ့ချိန်နိုးချိန်အချိန်တိုင်းမှာထင်ရှားရှိနေပါတယ်။ အဲ့ဒီလိုချင်းအချိန်တည်းမှာလဲထင်ရှားရှိတယ်ရှုမှတ်ရတာလဲလွယ်ကူတယ်အဲ့တော့လေဝင်နာထွက်တာလေးကတော့တိကျရှုမှတ်မှမဟုတ်သွားရင်လာရင်လဝင်းကန်ရင်စားရင်တောင်းရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်ရှုမှတ်မယ်ဆိုလဲရှုလို့ရတယ်ရှုမှတ်လို့အခက်ဆုံးဖြစ်တဲ့စကားပြောနေတဲ့အချိန်မှတောင်းမှကြိုးကြကြိုးကြလေးနှာသီးဝက်လေးသတိကပ်ပြီးတော့လေလေးကိုရှုလိုက်လို့လေရှုတာလေးကိုသတိလေးကပ်လိုက်လို့လေရှိုက်တာလေးကိုသတိလေးကပ်လိုက်လို့ရပါတယ်အလေးကျင့်လေးလှုပ်ထားဖို့ပဲလိုတယ်အလေးကျင့်အားကောင်းသွားပြီဆိုရင်သတိမြဲပြီးတော့ ဘလောက်ပဲအလုံရှုပ်ရှုပ်ဘလောက်ပဲအလုံများများနှာသီးဝါလေးတတိကပ်ပြီးတော့ဝင်နေထွက်လေကိုရှုမှတ်ဖြစ်သွားမှာပါပဲအဲ့တော့ဝင်သက်ထွက်သက်လို့ဆိုတဲ့အတိုင်းပေါ့လေဝင်လေထွက်လေဟာဘဝတစ်ခုရှင်သန်နေခြင်းအသက်ရှင်နေခြင်းရဲ့အဓိကအကြောင်းတရားဖြစ်တယ်ဒါကြောင့်ဝင်လေပြန်မထွက်တော့ဘူးထွက်လေပြန်မဝင်တော့ဘူးဆိုရင်သေတယ်ခေါ်တာပဲဒါကြောင့်ဝင်နေထွက်လေကိုရှုမှတ်တဲ့ကမ္မထံကိုဝင်သက်ထွက်သက်ဆိုတဲ့ဇာတ်ကားလေးနဲ့ကပ်ပြီးတော့စဉ်းစားကြည့်လိုက်တော့အာနာပါနကမ္မထံဟာယောဂီတိုင်းရဲ့အသက်သွေးကြောကမ္မထံပဲ တနည်းပြောမယ်ဆိုလို့ရှိရင်လေဝိညာဉ်ထွက်လိမ့်တဲ့ပတ်သက်တဲ့ယုတ်တရားနံတရားတွေရဲ့ယုံ nant ဖြစ်ပြက်သဘောတရားတွေကိုပိုင်နိုင်သွားပြီဆိုရင်တခြားမြင်သမျှကြားသမျှနံသမျှစားသမျှထိသမျှတွေးသမျှအာယုံ6ပါးလုံးနဲ့ပတ်သက်တဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်ပြက်သဘောအိစ္ဆဒုက္ခအနတ္တသဘောတွေကိုလည်းအလွယ်တကူသိမြင်သွားနိုင်တယ်ဒါကြောင့်အာနာပါနကမ္မထံကိုအညာကိုင်းကမ္မထံလို့လည်းခေါ်တယ်ဝင်လေထွက်လေလေးကိုသွားရင်လာရင်လုံရင်ကိုင်းနေအမြဲတမ်းဆွဆွမြဲမြဲရှုမှတ်နေပြီဆိုရင်တတိအာသမာတိအာရိကကောင်းနေတယ တတိယသမารိယညာအရိကကောင်းနေတော့မြင်လာလို့ရှိရင်လည်းမြင်နေမြင်နေမြင်သည်ဖြစ်ဖြစ်ကြားတော့လည်းကြားသည်ဖြစ်ဖြစ်နန္ဒမြအယုံနေလည်းနန္သည်ဖြစ်ဖြစ်ခမင်းစားတဲ့အခါမုံပဲသေးသာစသည်စားတဲ့အခါတွေမှာလည်းစားသည်ဖြစ်ဖြစ်ခန္ဓာကိုယ်နဲ့ဘာနဲ့ပဲထိထိထိသည်ဖြစ်ဖြစ်စိတ်ထဲကဘာတွေပဲတွေးတွေးတွေးသည်ဖြစ်ဖြစ်စဉ်းစားသည်ဖြစ်ဖြစ်စသည်အဖြစ်ကျန်တဲ့အာယုံတွေကိုလည်းအလိုလျောက်ရှုမှတ်မိရတာဖြစ်သွားတယ်အခြေခံဘုဒ္ဓတာအနေနဲ့တော့သိထားမှာပေါ့တတိပဋ္ဌာန်ဝိပဿနာတရားပွားများတယ်ဝိပဿနာလည်းအားထုတ်တယ်ဆိုတာ ာယုံ၆ဒွါရ၆ပါးမှာအာယုံ၆ပါးနေစုံတိုင်းစိတ်၆ပါးဖြစ်တိုင်းဖြစ်တိုင်းကိုဖြစ်နေတဲ့အတိုင်းလေးရှုမှတ်ရတာပဲဆိုတဲ့ဘုဂုတ္တလေးလည်းရှိထားမယ်ဆိုရင်ဝင်လင်ထွက်လေးကိုပင်နိုင်ထားပြီးတော့ကျန်တဲ့ပေါ်သမျှအာယုံတွေကိုအလွယ်တကူရှုမှတ်ပွားများလို့ရှားသွားပါတယ်။ဒါကြောင့်မသိခြင်းရင်အသက်ရှူပါဘရောမမသိနိုင်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်နာသီဝါလေးတတိကံပြီးတော့ဝင်လင်ထွက်လေးရှုမှတ်တဲ့အလုပ်ကိုလုပ်ပါ။တီကြတင်မလင်ခွေခတ်ဆက်မက်စီမိတ်ထိုင်ရင်းနဲ့လည်း၅မိနစ်ရ၅မိနစ်၁၀မိနစ်၅မိနစ်နိုင်ဝက်တနိုင်စသည်အဖြစ်လည်း ခြေရရသလိုရှုမှတ်ပါသွားရင်လာရင်လုံရင်ကန်ရင်စားရင်တောက်ရင်ပြောရင်ဆိုရင်နဲ့လေနာသီဝါလီတတိကပ်ပြီးတော့ဝင်လင်ထွက်လီရှုမှတ်ပါမသိခြင်းရင်အသက်ရှုပါဝိပဿနာပုံစံနဲ့ရှုနေမှမဟုတ်ပါဘူးတခါတည်းကျတော့လေလေဝင်သွားမှလေထွက်သွားမှသိလိုက်ယုံကလေးပဲဆိုရင်တော့ဒါသမထကမ္မထံလို့ပြောရမှာပေါ့တိမှုသဘောတူးမှုသဘောပူးမှုသဘောအိမ်မှုသဘောလေးသဘောလေးတွေကိုမသိဘူးဆိုရင်တော့ဝင်မှထွက်မှသိုံတသက်ပဲဆိုတော့သမထဖြစ်သွားမှာပေါ့ဒါလည်းပဲစိတ်ရည်တည်ငြိမ်မှုအေးချမ်းမှုကိုရတာပါပဲ ဲ့တော့လေးကိုသတိထားပြီးရှူလိုက်တဲ့တို့ကြောင့်သမထဝိပဿနာတွေထူးထူးခြားခြားမငြင်းချက်ဘူးပဲထားလိုက်ပါအောင်မသိဉုံတမဲမြင်းမြင်းကလေးရှူနေရကနေသတိထားပြီးရှူလိုက်တော့လေတွေပြည့်ပြည့်ဝဝဝင်တဲ့အတွက်ခန္ဓာကိုယ်မှာအောက်ဆီဂျင်တွေပို့ပြီးတော့ရတယ်အောက်ဆီဂျင်ပြည့်ဝရတဲ့အတွက်အုံနောင်လည်းကြည်တယ်စိတ်လည်းကြည်တယ်အသွေးသားတွေလည်းကြည်တယ်စိတ်တွေလည်းအေးချမ်းတယ်ပေါ့ ဒါကြောင့်မသိခြင်းအသက်ရှူပါဆိုတာမသိရနိဗ္ဗာန်ရောက်ခြင်းအသက်ရှူပါဆိုတဲ့အဓိပ္ပာယ်နဲ့မကဘူးစိတ်ချမ်းသာမှုမသိခြင်းရဲ့အသက်ရှူပါစိတ်အေးချမ်းမှုမသိခြင်းရဲ့အသက်ရှူပါရုပ်ဆင်းကြည်လင်မှုမသိခြင်းရဲ့အသက်ရှူပါဝိနည်းထုတ်လေးရှင်ရုပ်ဆင်းလေးလည်းကြည်လင်တာပေါ့ရုပ်ဆင်းနုပြူခြင်းရင်အသက်ရှူပါဝိနည်းထုတ်လေးများရှုမှတ်နေမယ်ဆိုရင်ရုပ်ဆင်းလည်းပို့ပြီးတော့နုပြူလာမှာပေါ့အသိဉာဏ်ပညာတွေမသိခြင်းရဲ့အသက်ရှူပါဝိနည်းထုတ်လေးကိုများရှုမှတ်ပွားများခြင်းဖြင့်အုံနာအာရီကောင်းပြီးတော့ မှညာအာရီလည်းကောင်းပြီးတော့ဉာဏ်นี่ထက်မြက်လာမှာပဲဒါတော့မသေးခြင်းအသက်ရှူပါဆိုတာနိဗ္ဗာန်ရောက်ခြင်းတက်တက်တည်းမကပါဘူးအဲ့တော့ဝင်လင်းထွက်လေကမ္မထဆိုတာဒီနည်းပြောတာရွှေတတိကံကမ္မထလို့ပြောလို့ရတယ်တမထဘက်လည်းရတယ်ဝိပဿနာဘက်လည်းရတယ်ကျမ်းမာရေးဘက်လည်းရတယ်ကျမ်းမာရေးရဲတမထရဲ့ဝိပဿနာရဲ့သုံးမျိုးလုံးရတယ်ကမ္မထဖြစ်ပါတယ်ဒါကြောင့်မနေ့ယထအချိန်မှလည်းပဲလေးကိုလေးလေးနဲ့နဲ့ပြင်းပြင်းလေးရှူပြီးတော့ကိုယ်လက်လှုပ်ရှားမှုလေးတွေပါတွဲပြီးတော့လေ့ကျင့်သွားမယ်ဆိုရင်လည်းပဲ ဒါကျမ်းမာရေးတော့ထောက်ကူပြုတယ်ကျမ်းမာရေးကောင်းတဲ့အတွက်လည်းစိတ်တွေကြည်လင်ရုပ်တွေကြည်လင်ပြီးတော့တမထဝိပဿနာဘာဝနာလုပ်တွေအားထုတ်ရတာကုသိုလ်လုပ်တွေအားထုတ်ရတာလည်းပို့ပြီးတော့အည်သူတွေကောင်းလာနိုင်ပါတယ်ကုသိုလ်အာယုံပုံမိပြီးတော့ကုသိုလ်ရဲ့အည်သူတွေလည်းပို့ပြီးတော့တောက်ပြောင်လာနိုင်ပါတယ်ဒါကြောင့်အာနာပါနဝင်ရင်ထွက်လေကိုတစ်ခုခုပင်နိုင်ထားပြီးတော့ဒါနသီလတမထဝိပဿနာကုသိုလ်ကောင်းမှုတွေအားလုံးကိုအည်သူတွေကောင်းကောင်းစွန့်ရည်ပြည့်ပြည့်ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ ဦးဇင်းတို့ရဲ့မသေးခြင်းရဲ့အသက်ရှူပါဆိုတဲ့တရားကိုဒီနေရာမှာပဲညီကုံချုပ်ပါတော့မယ်။အပမဒိနာတံပါဒိတာအပမဒိနာမမိမလျော့မပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါဒိထသီလသမာဓိပညာဥစွာသောသိခာသုံးပါးတို့ကိုကိုယ်စီကိုယ်ငါပြည့်စုံအောင်ကျူစာအားထုတ်နိုင်ကြပါစေကုန်တည်း။